မင်္ဂလာပါခင်ဗျာကျွန်တော်ကဒီသင်ခန်းစာလေးမှာဆိုရင်တော့ Adobe PageMaker software ထဲမှာစာမျက်နှာနံပါတ်တက်တဲ့နီလန်မျိုးမျိုးကိုမျှဝေပေးသွားမှာဖြစ်ပါတယ်။ဒါလေးတွေကိုလက်တွေ့ပြပေးဖို့ရအတွက် Adobe PageMaker software လေးတစ်ချက်လောက်ဖွင့်လိုက်ပါမယ်။ Adobe Premiere ကဆော့ဖ်ဝဲပွင့်လာပြီဆိုရင်တော့ကျွန်တော်တို့စပြီးတော့မှစာရွက်လေးတွေစပြီးတော့ခေါ်လိုက်ပါမယ်။ကျွန်တော်တို့ဒီကကိုကဒီစာစီစာရေးပြုလုပ်ထားတဲ့ Adobe Premiere file လေးတွေရှိတယ်ဆိုရင်တော့အဲ့ဒီ file လေးတွေကိုကျွန်တော်တို့ဖွင့်ပေးရမှာဖြစ်ပါတယ်။ကျွန်တော်ကတော့စာမျက်နှာနံပါတ်တက်ဖို့ရာအတွက်နမူနာပြပေးတာဖြစ်တဲ့အတွက်စာရွက်အသစ်လေးတွေစပြီးတော့ခေါ်လိုက်ပါမယ်။ file နဲ့နှင်ပြီးတော့မှနေယူဒါမှမဟုတ် keyboard shortcut နဲ့ control နဲ့ unknown နဲ့နှိပ်ပြီးတော့မှကျွန်တော်တို့စာရွက်အသစ်လေးတွေစပြီးတော့ခေါ်လို့ရပါတယ်။ ဒီရဲ့ document setup ဆိုတဲ့ဖောက်လေးကြလာပြီဆိုရင်တော့ page size ဆိုတဲ့နေရာလေးမှာကိုယ်အသုံးပြုမဲ့စာရွက် size လေးကိုရွေးချယ်ပေးရမှာဖြစ်ပါတယ်။ဒီတော့ကျွန်တော်ကတော့ဒီမှာနမူနာအနေနဲ့ A4 စာရွက်လေးပဲခေါ်လိုက်ပါမယ်။ဒါကြောင့်ကျွန်တော်တို့ A4 ဆိုတာလေးကျွန်တော်တို့ရွေးလိုက်ပါမယ်။ပြီးရင်တော့ orientation ဆိုတဲ့နေရာလေးမှာတော့စာရွက်ကိုကျွန်တော်တို့အထောင်လိုင်းလေးပဲလိုချင်တာဖြစ်တဲ့အတွက် tall ဆိုတာလေးရွေးပေးထားပါမယ်။ double size ဆိုတာလေးကိုကျွန်တော်တို့အမှန်ချင်းလေးထည့်ခဲ့ပါမယ်။ဘာကြောင့်လဲဆိုရင်တော့ကျွန်တော်တို့စာရွက်တွေကို2ရွက်တရွက်2ရွက်တရွက်ပုံစံလေးကျွန်တော်တို့မြင်ကျင်တာဖြစ်တဲ့အတွက်ဒီမှာကျွန်တော်တို့ double size ဆိုတဲ့နေရာလေးမှာအမှန်ချင်းလေးထည့်ခဲ့ပေးလိုက်ပါရစေ။ number of page ဆိုတဲ့နေရာလေးမှာတော့ကျွန်တော်တို့စာမျက်နှာအရေအတွက်ပဏ္ဏရွက်ခေါ်မှာလဲဆိုတဲ့မေးထားတာဖြစ်ပါရစေ။ကျွန်တော်တို့ကအရွက်30လောက်ခေါ်မှာဖြစ်တဲ့အတွက် number of page ဆိုတဲ့နေရာလေးမှာကိုယ်အသုံးပြုမဲ့စာရွက်အရေအတွက်ကိုရိုက်ထည့်ပေးရမှာဖြစ်ပါရစေ။ စတက်ပေးဆိုတဲ့နေရာလေးမှာတော့စာမျက်နှာတက်ကနေပြီးတော့စာကျင်တာဖြစ်တဲ့အတွက်တက်ဆိုပြီးတော့ရိုက်ထည့်လိုက်ပါတယ်။မာဂျင်ဆိုတဲ့နေရာလေးမှာတော့ကျွန်တော်တို့ကိုယ်အသုံးပြုမဲ့စာရွက်မာဂျင်လေးတွေကိုကျွန်တော်တို့ရွေးချယ်ပြီးတော့အသုံးပြုလို့ရပါတယ်။ကျွန်တော်ကျွန်တော်ကတော့ဒီမှာကပတ်ပတ်လေ0.5စီရှိတဲ့ စာရွက်မာဂျင်အကွာဝင်းလေးပဲလိုချင်တာဖြစ်တဲ့အတွက်0.5ဆိုတာလေးပဲကျွန်တော်တို့ပတ်ပတ်လေးပေးခဲ့လိုက်ပါတယ်။ဒါလေးတွေအားလုံးပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ OK လေးနေလိုက်မယ်။ OK နေလိုက်တန်တဲ့တပြိုင်နဲ့ A4 စာရွက်ထောင်းလိုက်လေးစာမျက်နှာအရေအတွက်ကျွန်တော်တို့30ကျွန်တော်တို့ဒီမှာရောက်ရှိလာတာတွေ့ရပါလိမ့်မယ်။ စာရွက်ကိုကျွန်တော်တို့ကတပယ်ဆိုင်မှာအမှန်ချင်းလေးထည့်ခဲ့တဲ့အတွက်အခုလိုမျိုးကျွန်တော်တို့နှစ်ရွက်တရွက်ပုံစံလေးနဲ့ကျွန်တော်တို့မြင်တွေ့နေရတာဖြစ်ပါတယ်။ဒါဆိုရင်ကျွန်တော်တို့ DN သင်ခန်းစာလေးမှာက Adobe PageMaker ထဲမှာစာမျက်နှာနံပါတ်တက်တဲ့နီလန်မျိုးမျိုးကိုမျှဝေပေးသွားမှာဖြစ်တဲ့အတွက် ျွန်တော်တို့ Adobe Premiere မှာစာမျက်နှာနံပါတ်တွေတက်ချင်တဲ့ဆိုရင်ကျွန်တော်တို့ Master Page ဆိုတဲ့အထည်ကိုကျွန်တော်တို့ဝင်ပြီးတော့တက်ပေးရတာဖြစ်ပါတယ်ဒီတော့ Master Page ဆိုတာကတော့ကျွန်တော်တို့စာမျက်နှာတွေရဲ့ခြေစုံလေးမှာရှိနေတဲ့အန်လင်နဲ့အာနဲ့ကျွန်တော်တို့ပုံစံလေးရှိပါတယ်ဒါလေးကိုကျွန်တော်တို့က Master Page လို့ခေါ်တာဖြစ်ပါတယ်ဒီတော့ကျွန်တော်တို့ခေါ်ထားခဲ့တဲ့စာရွက်တွေရဲ့ခြေစုံမှာအန်လင်ရဲ့အာရဲ့ဆိုပြီးတွေ့ရပါလိမ့်မယ်အဲ့ဒီထည်ကိုကျွန်တော်တို့ကလစ်တစ်ချက်နှိပ်ပြီးတော့ဝင်ပေးလိုက်ပါမယ် ဒီကကျွန်တော်တို့နေရာလေးကပုံမှန်စာရွက်နေရာမဟုတ်ဘဲနဲ့ master page နေရာလေးဖြစ်ပါတယ်ဒီကနေရာလေးမှာကျွန်တော်တို့ရှားထည့်လိုက်တဲ့စာရီမှန်သမျှကနောက်ကစာရွက်တွေထဲမှာကျွန်တော်တို့ auto ဝင်နေမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ page maker ထဲမှာ hana fora re တက်ချင်တာပဲဖြစ်ဖြစ်စာမျက်နှာနံပါတ်တွေတက်ချင်တာပဲဖြစ်ဖြစ်ဒီကကျွန်တော်တို့ master page ဆိုတဲ့အထဲမှာဝင်ပြီးတော့မှတက်ပေးရတာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ဒီမှာတော့စာမျက်နှာနံပါတ်လေးတွေတက်မှာဖြစ်တဲ့အတွက်စာမျက်နှာနံပါတ်ကိုကျွန်တော်တို့စာရွက်ရဲ့ အပေါ်ထိဖက်ချမ်းနဲ့တက်ချင်တာလားအောက်ခြေကနေပြီးတော့တက်ချင်တာလားကိုကြိုက်နေတဲ့နေရာလေးကိုရွေးချယ်ပြီးတော့မှတက်လို့ရပါတယ်ကျွန်တော်ကတော့ဒီမှာထိဖက်ချမ်းလေးမှာပဲတက်မှာဖြစ်တဲ့အတွက်တက်ဖောက်လေးခေါ်လိုက်ပါမယ်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ကမောက်ရက်လက်ကလစ်လေးနဲ့ကျွန်တော်တို့အခုလိုမျိုးလေးတက်ဖရင်လေးဖိဆွဲပြီးတော့မှချလိုက်ပါမယ်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ control a နဲ့ select all လေးပေးလိုက်ပါမယ် font size ကိုကျွန်တော်တို့ကဒီမှာနမူနာအနေနဲ့ထင်သာမြင်သာလေးရှိအောင်30လောက်ကျွန်တော်တို့ထားခဲ့လိုက်ပါမယ် ဖောင်းဆိုင်လေးပြင်ပြီးသွားပြီဆိုရင်တော့စာမျက်နှာနံပါတ်တက်ဖို့ရာအတွက် keyboard shortcut လေးဖြစ်တဲ့ control ရယ် order ရယ် p ရယ်ကိုကျွန်တော်တို့တစ်ချက်လောက်နှိပ်ပေးရမှာဖြစ်ပါတယ် control order p ကိုနှိပ်ပေးရမှာဖြစ်ပါတယ် control ရယ် order ရယ် p ရယ်က Adobe PageMaker software ထဲမှာကျွန်တော်တို့စာမျက်နှာနံပါတ်တက်တဲ့ keyboard shortcut လေးဖြစ်ပါတယ် control order p ပါဒီတော့ကျွန်တော်တို့ဒီမှာ LM ဆိုပြီးတော့မှကျွန်တော်တို့ဝင်လာပြီဆိုရင်တော့ control a နဲ့ select all လေးပေးလိုက်ပါမယ် ပြီးရင်တော့ကျွန်တော်တို့ဒီမှာဘောလေးထည့်ခဲ့လိုက်ပါမယ်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့စာရွက်ရဲ့အလဲကောင်စင်တာလေးကျွန်တော်တို့ထားမှာဖြစ်တဲ့အတွက်စင်တာစွာလေးကိုကျွန်တော်တို့ကရွေးချယ်လိုက်လို့ရပါတယ်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာ pointer 2လေးကိုပြန်ပြီးတော့မှခေါ်လိုက်ပါမယ်ဒီတော့ကျွန်တော်တို့ဒီမှာကဘယ်ဘယ်ချမ်းမှာရှိတဲ့စာရွက်ဖြစ်တဲ့အတွက် LM ဆိုပြီးတော့မှကျွန်တော်တို့ပေါ်တာဖြစ်ပါတယ် LM ဆိုတာကတော့ကျွန်တော်တို့က lab master page ကိုပြောတာဖြစ်ပါတယ် ဒီတော့ဘယ်ဘယ်အချက်မှရှိတဲ့စာရွက်လေးတွေကိုတော့စာမျက်နှာနံပါတ်တက်ပြီးသွားပြီဖြစ်ပါတယ်ဒီတော့ကျွန်တော်တို့ဒီမှာညာဘက်အချက်မှရှိတဲ့စာရွက်လေးကိုလည်းစာမျက်နှာနံပါတ်ထပ်ပြီးတော့တက်ဖို့ရအတွက်ကျွန်တော်တို့လက်ရှိပြုလုပ်ထားတဲ့ LM ဆိုတဲ့စာသားလေးကိုဆက်လက်လေးပေးမယ်ပြီးရင်တော့ဒီဘက်စာရွက်မှာကျွန်တော်တို့ copy လေးပွားယူမှာဖြစ်တဲ့အတွက် keyboard ကနေပြီးတော့မှ control နဲ့ order နဲ့ကိုလက်ကပြမယ်မောင်ရလက်ကလက်လေးနဲ့ကျွန်တော်တို့အခုလိုမျိုးလေးဖိဆွဲလိုက်ပါမယ် ဟောဒီဘဒီဘက်ဆာရွက်လေးကျွန်တော်တို့ရပြီဆိုရင်တော့လွတ်လိုက်ပါမယ်လွတ်လိုက်တာနဲ့တပြိုင်တည်းဒီဘက်ဆာရွက်ရောက်လာတဲ့အချိန်မှာဆိုရင်တော့ကျွန်တော်တို့ RM ဆိုပြီးတော့မှကျွန်တော်တို့ပြောင်းသွားတာကိုတွေ့ရပါတယ် RM ဆိုတာကတော့ကျွန်တော်တို့ right master pay ကိုပြောတာဖြစ်တယ် LM ဆိုတာကတော့ကျွန်တော်တို့ left master pay ကိုပြောတာဖြစ်ပါတယ် ဒီတော့အခုလိုမျိုးပုံစံလေးကျွန်တော်တို့ကပြုလုပ်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့စာမျက်နှာနံပါတ်လေးတွေတက်ပြီးသွားပြီဖြစ်ပါတယ်။ဟောက်မဟုတ်ကျွန်တော်တို့နောက်မှာပေါ်ခဲ့တဲ့စာမျက်နှာအရွက်30လွဲမှာကိုကြိုက်နေတဲ့စာမျက်နှာကိုကျွန်တော်တို့ကလစ်ထောက်ကြည့်လိုက်တာနဲ့တပြိုင်တည်းဒီမှာကျွန်တော်တို့စာမျက်နှာနံပါတ်လေးတွေကျွန်တော်တို့ဝင်နေတာကိုတွေ့ရပါလိမ့်မယ်။အခုလက်ရှိကျွန်တော်တို့တက်လိုက်တဲ့စာရွက် စာရွက်တွေမှာစာမျက်နှာနံပါတ်တွေကစာမျက်နှာနံပါတ်တက်သွားတာတော့မှန်တယ်။အခုလောလောဆယ်တက်ထားတာလေးတွေက အင်္ဂလိပ်အက္ခရာနံပါတ်စင်နဲ့ကျွန်တော်တို့ဝင်နေတာကိုတွေ့ရပါတယ်။ဒီတော့ကျွန်တော်တို့ကစာမျက်နှာနံပါတ်တွေကိုအင်္ဂလိပ်အက္ခရာနံပါတ်နဲ့တက်ချင်တာမဟုတ်ဘဲနဲ့မြန်မာလိုနံပါတ်စင်လေးတွေနဲ့တက်ချင်တယ်ဆိုရင်လည်းကျွန်တော်တို့တက်လို့ရပါတယ်။ကျွန်တော်တို့ master page ဆိုတဲ့အထဲကိုကျွန်တော်တို့ပြန်ပြီးတော့လာမယ်။ပြီးရင်တော့ကျွန်တော်တို့2ဘောက်ကနေပြီးတော့မှ TOU ပြီးတော့မှ type 2လေးကိုပြန်ပြီးတော့ခေါ်လိုက်ပါမယ်။ ပြီးရင်တော့တက်ထားတဲ့စာမျက်နှာနံပါတ်ကိုကာစာလေးချမယ် control a ကိုနှိပ်ပြီးတော့ select လေးပေးလိုက်ပါမယ်ပြီးရင်တော့ကျွန်တော်တို့ဒီမှာ control bloody ဘောက်ကနေပြီးတော့မှဖောင်ပြောင်းတဲ့နေရာလေးမှာမြန်မာလိုနံပါတ်လေးတွေတက်ချင်တာဖြစ်တဲ့အတွက်မြန်မာဖောင်တစ်ခုခုကိုကျွန်တော်တို့ပြောင်းပေးရမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ဒီမှာ tiny roman font ယူဝင်နေပါတယ် ဝင်းဖောင်းတခုခုကိုကျွန်တော်တို့ပြောင်းပေးရပါမယ်။တချို့ဒီရဲ့နေရာလေးမှာကျွန်တော်တို့ဇော်ဂျီဖောင်းတွေပြည်တော်စုဖောင်းတွေပြောင်းပြီးတော့မရတာမျိုးတွေလည်းကျွန်တော်တို့တွေ့ရတယ်ပေါ့နော်။ဒီတော့ Adobe PageMaker Software ထဲမှာဇော်ဂျီဖောင်းတို့ပြည်တော်စုဖောင်းတို့ကလုံးဝကျွန်တော်တို့အသုံးပြုလို့မရတာဖြစ်တဲ့အတွက်ဒီရဲ့နေရာလေးမှာကျွန်တော်တို့ဝင်းဖောင်းတခုခုကိုကျွန်တော်တို့ပြောင်းပေးလိုက်ပါမယ်။ဒါကြောင့်ကျွန်တော်ဒီမှာနမူနာအနေနဲ့ W02 WinF font လေးကျွန်တော်တို့ပြောင်းလိုက်ပါမယ်။ပြီးရင်တော့ Under လေးခောက်လိုက်ပါမယ်။ အန်ဒါခေါလိုက်တာနဲ့တပြိုင်နဲ့ကျွန်တော်တို့တက်ထားတဲ့စာမျက်နှာနံပါတ်တက်ထားတဲ့ LM ဆိုတဲ့စာသားလေးကအခုလိုမျိုးမြန်မာစာအနေနဲ့ကျွန်တော်တို့ပြောင်းသွားတာကိုတွေ့ရပါလိမ့်မယ်ဒီအပေါ်နေတဲ့စာလေးကိုကျွန်တော်တို့ကဘာမှထပ်ပြီးတော့မှပြင်စရာမလိုတော့ဘူး။နောက်မှရှိနေတဲ့ RM ဆိုတဲ့စလုံးလေးကိုလည်းကျွန်တော်တို့ကမြန်မာအခရနံပါတ်ပြောင်းဖို့ရအတွက်ကာစာလေးချပါရတယ်။ Control ရဲ့ A ရဲ့နှိပ်ပြီးတော့မှကျွန်တော်တို့ Select All လေးပေးလိုက်မယ်။ ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာဖောင်ပြောင်းတဲ့နေရာလေးမှာ Tiny Roman ဖောင်ဖြစ်နေပါတယ်ကျွန်တော်တို့ W02 ဖောင်လေးပြောင်းလိုက်မယ်အန်ဒါလေးခောက်လိုက်ပါမယ်အခုလိုမျိုးပုံစံလေးပြောင်းသွားပြီဆိုရင်တော့ကျွန်တော်တို့ရရှိသွားပြီဖြစ်ပါတယ်ဒီတော့ကျွန်တော်တို့ဒီမှာတော့မြန်မာလိုနံပါတ်လေးတက်လိုက်တာတော့မှန်တယ်နောက်မှရှိနေတဲ့စာရွက်တွေထဲမှာမြန်မာအခရာနံပါတ်ဝင်မဝင်ကျွန်တော်တို့သွားပြီးတော့မှကြည့်လိုက်တဲ့အချိန်မှာဆိုရင်လည်းဟောဒီမှာကျွန်တော်တို့စာမျက်နှာနံပါတ်စင်လေးတွေကမြန်မာအခရာနံပါတ်နဲ့ ျွန်တော်တို့ဝယ်လာတာကိုကျွန်တော်တို့တွေ့ရပါလိမ့်မယ်။ဒါဆိုရင်ကျွန်တော်တို့မြန်မာလိုနံပါတ်တက်ချင်တာပဲဖြစ်ဖြစ်အင်္ဂလိပ်နံပါတ်တက်ချင်တာပဲဖြစ်ဖြစ်အားလုံးကျွန်တော်တို့တက်တက်လောက်ပြီလို့ထင်တယ်။ပြီးရင်နောက်ထပ်ကျွန်တော်တို့ဒီမှာဒီရက်နေရာလေးမှာစာမျက်နှာနံပါတ်မှာတော့18 19ဆိုပြီးတော့မှစာမျက်နှာနံပါတ်လေးတွေတက်နေတာတော့မှန်တယ်။ဒီတော့ဒီရ18ဆိုတဲ့ရှိမှကျွန်တော်တို့ကစာမျက်နှာဆိုတဲ့စလုံးလေးကျွန်တော်တို့ကပါစီခြင်းနဲ့ဆိုရင်လည်းရပါသေးတယ်ဒီတော့စာမျက်နှာဆိုပြီးတော့မှ စာမျက်နှာတက်စာမျက်နှာနှစ်ဆိုပြီးတော့ပါဖို့ရအတွက်ကျွန်တော်တို့ master pay တဲ့ကိုပြန်ပြီးတော့လာမယ်ပြီးရင်တော့ကျွန်တော်တို့က TO ယူပါမယ်ပြီးရင်တော့ tap pay လေးချလိုက်မယ်ပြီးသွားပြီဆိုရင်တော့ဒီမှာကျွန်တော်တို့ကစာမျက်နှာဆိုပြီးတော့ပါဖို့ရအတွက် W02 ဖောင့်လေးပဲပြောင်းလိုက်ပါမယ် font size ကိုတော့ကျွန်တော်တို့က30ထားထားခဲ့ပါတယ်ဟောဒီမှာကျွန်တော်တို့ကစာမျက်နှာဆိုပြီးတော့မှကျွန်တော်တို့ရိုက်ထည့်ပေးလိုက်ပါမယ်ပြီးပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာ pointer 2လေးကိုယူမယ် ကိုရိုက်ထားတဲ့စာလေးကိုကျွန်တော်တို့ဒီနေရာလေးမှာရွှေ့ပေးလိုက်ပါမယ်ပြီးသွားပြီဆိုရင်တော့ဒီရဲ့စာလေးကိုကျွန်တော်တို့ control နဲ့ order နဲ့ကိုလက်ကဖိမယ်မောင်းရလက်ကလက်လေးနဲ့ဖိဆွဲပြီးတော့မှဒီဘက်ဘေးလေးကိုကျွန်တော်တို့က copy လေးကူးပြီးတော့မှထားခဲ့လိုက်ပါမယ်အခုဒါဆိုရင်ကျွန်တော်တို့ ရရှိသွားမယ့်အနေအထားလေးကစာမျက်နှာ၁စာမျက်နှာ၂ဆိုပြီးတော့ရရှိသွားမှာဖြစ်ပါတယ်။ဟုတ်မဟုတ်ကျွန်တော်တို့နောက်ကစာရွက်လေးတွေမှာသွားပြီးတော့မှကြည့်လိုက်တဲ့အချိန်မှာဆိုရင်ကျွန်တော်တို့လိုချင်တဲ့စာမျက်နှာ၁စာမျက်နှာ၂ဆိုပြီးတော့ကျွန်တော်တို့ရရှိသွားပြီဖြစ်ပါတယ်။ဒါကတော့ကျွန်တော်တို့စာမျက်နှာနံပါတ်တက်တဲ့အခါမှာအင်္ဂလိပ်အက္ခရာနံပါတ်တက်တာမျိုးမဟုတ်ဘဲနဲ့မြန်မာစာနံပါတ်ရဲ့ရှေ့မှာပါကိုကြိုက်နေတဲ့စကားလုံးလေးတွေရိုက်ထည့်ခြင်းနဲ့ဆိုရင်လည်း ဒီနီလန်လေးကိုသုံးပြီးတော့မှတက်လို့ရပါတယ်။ဒါဆိုကျွန်တော်တို့မြန်မာကောအင်္ဂလိပ်ကောတက်တဲ့ပုံစံလေးကိုနားလည်လောက်မယ်လို့ထင်ပါတယ်။ဒီတော့နောက်တစ်ခါကျွန်တော်တို့ကစာမျက်နှာနံပါတ်တွေတက်တဲ့အခါမှာမြန်မာအက္ခရာနံပါတ်လေးတက်ချင်တာမဟုတ်ဘူး။အင်္ဂလိပ်အက္ခရာနံပါတ်လေးတက်ချင်တာမဟုတ်ဘဲနဲ့ရောမဂဏန်းလေးတွေနဲ့ကျွန်တော်တို့တက်ချင်တဲ့ဆိုရင်လည်းအလွယ်တကူကျွန်တော်တို့တက်လို့ရပါတယ်။ တီတော့ယောမကနန်းတွေတော့တက်လို့ရမယ်ပေါ့နော်ကျွန်တော်တို့တချို့ကျွန်တော်တို့လာမေးကြတာတွေရှိတယ်ကာကြီးကာဝေးကျွန်တော်တို့တက်လို့ရလားဆိုရင်တော့ကာကြီးကာဝေးပုံစံမျိုးတော့ကျွန်တော်တို့တက်လို့မရဘူးပေါ့နော်ဒီတော့ကိုကအင်္ဂလိပ်အခေယနံပါတ်နဲ့ပဲတက်တယ်မြန်မာလိုနံပါတ်နဲ့ပဲတက်တဲ့ကျွန်တော်တို့တက်လို့ရတယ်ယောမကနန်းလေးတွေလည်းကျွန်တော်တို့တက်ကြပေးသွားပါမယ်ဒါကြောင့်ကျွန်တော်တို့ကနံပါတ်စံလေးတွေကိုယောမကနန်းပုံစံမျိုးရှားဖို့ရအတွက်မာစတာပေတဲ့ကိုပြန်လာလိုက်ပါမယ်ဒီတော့တက်ထားတဲ့ကျွန်တော်တို့ DS စာမျက်နှာစာအုပ်တွေကိုမလိုအပ်တော့ဘူးဖြတ်လိုက်ပါတော့မယ် တိုက်တူးလေးယူလိုက်မယ်ဒီမှာကျွန်တော်တို့တက်ထားတဲ့စာမျက်နှာနံပါတ်ကိုကာစားချမယ် control နဲ့ a နဲ့ကိုနှိပ်ပြီးတော့ select all လေးပေးလိုက်ပါမယ်ဖောင်ပြောင်းတဲ့နေရာလေးမှာပုံမှန်အတိုင်းပဲ tiny roman ဖောင်လေးပြန်ပြီးတော့ပြောင်းပေးလိုက်ပါမယ်ကာစားချမယ် control နဲ့ select all ပေးလိုက်ပါမယ်ဒီမှာကျွန်တော်တို့ tiny roman ဖောင်လေးပြန်ပြီးတော့ပြောင်းလိုက်မယ် LM RM ဆိုပြီးတော့မှဝင်သွားပြီဆိုရင်တော့ကျွန်တော်တို့ကအခုအနေထားမှာတော့အင်္ဂလိပ်အခရနံပါတ်ပဲဝင်နေပါလိမ့်မယ်ကျွန်တော်တို့ကရောမနံပါတ်လေးတွေရကြတာဖြစ်တဲ့အတွက်ကျွန်တော်တို့ final ကိုဝင်ပေးရပါတယ်ဒေါကူမန့်ဆက်ရက်ဆိုတဲ့အထဲကိုဝင်ပေးရပါတယ်ဒီရဘောင်လေးကြာလာပြီဆိုရင်တော့ number ဆိုတဲ့အထဲကိုဝင်မယ်အော်ဒီနေရာလေးမှာကျွန်တော်တို့ဒီမှာရောမကနန်းအကြီးနဲ့တိုက်ချင်တာလားအသေးနဲ့တိုက်ချင်တာလား ABCD ပုံစံမျိုးတွေနဲ့တိုက်ချင်တာလား ကိုကျန်းနေတဲ့ပုံစံလေးကိုရွေးချယ်ပေးလို့ရပါတယ်ဒီမှာတော့ကျွန်တော်ကရောမကနန်အသေးပုံစံလေးနဲ့တက်မှာဖြစ်တဲ့အတွက်သူ့ကိုဆက်လက်လေးမှတ်တယ်โอเคလေးနေလိုက်ပါမယ် ပြီးရင်ကျွန်တော်တို့ OK နဲ့လိုက်ပါမယ်။ဒါဆိုရင်ကျွန်တော်တို့နောက်စာမျက်နှာလေးတွေသွားကြည့်လိုက်တဲ့အချိန်မှာဆိုရင်ရောမကဏ္ဍအသေးပုံစံလေးတွေနဲ့ကျွန်တော်တို့စာမျက်နှာနံပါတ်လေးတွေဝင်သွားတာကိုတွေ့ရပါလိမ့်မယ်။ဒါဆိုအားလုံးနားလည်လောက်မယ်လို့ထင်ပါတယ်။ဒါလေးကတော့ကျွန်တော်တို့ Adobe PageMaker Software ထဲမှာစာမျက်နှာနံပါတ်တက်တဲ့ပုံစံအမျိုးမျိုးဖြစ်ပါတယ်။ကိုကိုရဲလက်တွေ့လိုက်ပြီးတော့မှ လေ့ကျင့်ကြည့်ပေးပါ။အကယ်၍ကိုကိုရဲလေ့ကျင့်တဲ့အခါမှာမရတဲ့နေရာလေးတွေရှိတယ်။ ကျွန်တော်သင်ပေးတာနားမလည်လိုက်တဲ့နေရာလေးတွေရှိတယ်ဆိုရင်လည်းကျွန်တော်ပြန်ပြီးတော့မှမေးမြန်းပေးလို့ရပါတယ်။အကဲရွေးကိုကိုတိုင်းလေ့ကျင့်ပြီးသွားပြီးကိုလည်းအမှန်တကယ်ပေးမိတ်ကာဆော့ဝဲထဲမှာစာမျက်နှာနံပါတ်လေးတွေကိုပုံစံမျိုးမျိုးနဲ့တက်တက်နေပါပြီဆိုရင်တော့ဒီသင်ခန်းစာရဲ့ comment လေးမှာ DONE dance ဆိုပြီးတော့ရေးခဲ့ပေးပါအောင်ခင်ဗျာ။ဒါမှကျွန်တော်သင်ပေးတဲ့သင်ခန်းစာတွေကိုဘလူတွေကတော့အမှန်တကယ်လိုက်ပြီးတော့လေ့လာနေပါတယ်။လေ့ကျင့်နေပါတယ်ဆိုတာလေးတွေကိုကျွန်တော်ကိုယ်တိုင်လည်းသိရအောင်လို့ပါ။ အခုဒါဆိုရင်တော့ကျွန်တော်ဒီသင်ခန်းစာလေးကိုဒီမှာပဲရှင်းလိုက်ပါမယ်အားလုံးအဆင်ပြေကြပါစေခင်ဗျာ